မိတ်ဆွေတို့ဝိညာဉ်ရေးရဘ ഹു ဒရအတွက်မြန်မာလူပါတာပြန်တင်ပေးတာဖြစ်ပါတယ် Prophet TV Joshua တပည့်တပါဖြစ်တဲ့ Prophet Zita Town Africa မှာဒီဖျားတခင်ရဲ့မှုတော်ဆောင်ကိုနတ်ဆုနဲ့ထုတ်တာကိုကျွန်တော်တို့မြန်မာလူနားလည်နိုင်ရန်ပါတာပြန်တာဖြစ်ပါတယ်ဆိုတော့ဒီလူထဲမှာကနတ်ဆုကဒီမှုတော်ဆောင်တယောက်ဒီဆရာရဲ့ငငယ်ကလေးကနဲ့ဝင်ထားတယ်လို့ Prophet ကပြောပါတယ် ဆိုတော့ prophet ဆိုတာမင်းတို့ဒူလို့ခေါ်တာဖြစ်ပါတယ်ဓမ္မရာဆိုရင်ပထမဆောင် အခန်းကြီးကို အငယ်ကိုမှဖတ်နိုင်တာဖြစ်တယ်ဆိုတော့ဒီနေ့နတ်စုဟာဒီမို့တော်ဆောင်ဘလို့အနိုင်ကျင့်တယ်လေမိတ်ဆွေများဘုရားနားလည်နေရင်နားတော်ကြည့်အောင် ਨੇ ဒီတရားရဲ့ကောင်းကြီးမင်္ဂလာအားလုံးကို ပိတ်လိုက်တယ်။ဘာဖြစ်လို့ဒီလူရဲ့ကောင်းကြီးကိုပိတ်တာလဲလို့ prophet ကမဲပါတယ်။ I want to destroy entire family မိသားစုတစ်ခုလုံးကိုငါကဖျက်ဆီးချင်တယ်လို့ဒီလူထဲမှာဝင်လာတဲ့နတ်ဆိုကပြောပါတယ်။ destroy all of them destroy all of them သူတို့တအိမ်လုံးကိုဖျက်ဆီးချင်တာဖြစ်ပါတယ်။ဆိုတော့နတ်ဆိုဟာလူရှိကိုလာတဲ့အခါ လိမ်ဖို့ဖြည့်ဆည်းဖို့တပ်ဖို့ငါလာတယ်လို့ရှင်ယောဟန်ခရင်30အငယ်30မှာယေရှုပြောပြတာဖြစ်ပါတယ်။ဟွန်းဒီကောင်သူ့ကိုယ်သူအရင်ညံကြီးရှင်လို့သူထင်တယ်။ဒီတရားကိုဟန်တာထားတယ်ဒီတရားကိုငါတိုက်နေတယ်လို့နတ်ဆိုကပြောပါတ နင်ဘယ်သူလဲလို့မေတော့ I am the mother of everything နတ်ဘုရင်မဖြစ်တယ် the father of everything yeah နတ်ရောက်နတ်ဘုရင်လဲဝင်ထားတာဖြစ်တယ် I own this earth I own this earth ဒီကဘာကြီးကိုငါပိုင်တယ်လို့နတ်ဆိုကပြောပါတယ်ဒါဆိုရင်ဒါယူးယူးနတ်တွေမဟုတ်ဘူးเนาะတကူးကြီးတဲ့နတ်ဖြစ်ပါတယ် I own this earth. ဒီကဘာကြီးကိုငါပိုင်တယ်ဘာဖြစ်လို့နင်းငါကိုအဲ့ဒီမဲကွမဲတာလဲပရောဖက်ကိုလက်ညှိုးထိုးပြမှနတ်ဆိုကပြောပါလေနိမိတဆိုဘာလို့ထားလဲ I killed them all အကလုံးငါတပ်ပြလက်ပြီ4 of them 4 of them မိသားစု၄ယောက်ကိုတပ်ပြလိုက်ပြီ Yes you killed them Yes နင်းတတ်တာလားလို့ပြောတာဟုတ်ပါတယ် One team two because it's disturbing my plans It disturbing my plans Yes this one Yes ဆိုတော့ဘာဖြစ်လို့ဆိုတော့ဒီတယောက်ကတဲ့ငါတို့ကိုနောက်ဆက်တယ်လို့နတ်စုကပြောပါတယ် So, ဒီတယောက်က အယံကိုဆွတ်တောင်းတယ်တဲ့ his prayer for ဆိုအဲ့ဒီအယံကိုဆွတ်တောင်းတဲ့အခါနတ်ဆိုးကမုန်းတာဖြစ်တယ်ဆိုတော့နေ့ဒီတယောက်ဆွတ်တောင်းတာမကြိုက်ဘူးလားလို့နတ်ဆိုးက prophet ကမဲပါတယ် so ဒီတယောက်ကိုဆွတ်တောင်းတာငါမလို့ချင်ဘူးဒီမိသားစုတဲ့မှာဆွတ်တောင်းတာငါမလို့ချင်ဘူးလို့ပြောပါတယ်ဆိုတော့ယေရှုနာမနဲ့ဆွတ်တောင်းတဲ့အခါမှာဒီအိမ်မှာဝိညာဉ်မြင့်စင်တဲ့တာဖြစ်တဲ့အတွက် နှဆုကခံရတာ ဖြစ်ပါတယ်ဒါကြောင့်ဆုတောင်းတာကိုမနစ်တက်တာဖြစ်ပါတယ်ဆုတောင်းလို့ရှိပါဖြစ်လေလို့ပြောတော့သူတို့အောင်မြင်မှာဖြစ်တယ်နေတို့ဖြစ်စစ်သလားဟုတ်ပါတယ်နေဒီလူသေးကိုဘယ်လိုနဲ့ဝင်တာလဲပြောတော့ဒေါတာထွက်တဲ့အချိန်မှာဝင်တာဖြစ်တယ် နိဒီကဘာကြီးရဲ့ဖတ်ခဲ့ဟုတ်သလားဆိုတော့ဟုတ်ပါတယ်ဘာဖြစ်လို့နိဒီကဘာကြီးရဲ့အဖေဖြစ်လာတာလဲပရိုဖက်ကမေးပါတယ်ဒီတယောက်ကငါငါရဲ့အကြံအစီကိုဖျက်ဆီးခြင်းတဲ့သူဖြစ်တယ်လို့နတ်ဆုကပြောပါတယ်ဒီတယောက်ကငါမကောင်းတာအမျိုးမျိုးလုပ်ပြီးသားပြီဖြစ်တယ် his ministry is going down သူရဲ့ဖျားတခင်မို့တော်ဆာလုံငါဟာကြကိုကြဆုံးဆဲရမှာဖြစ်တယ် his life is going down his marriage is broken သူရဲ့အချစ်ရဲ့မှာလဲကြမှာဖြစ်တယ်သူရဲ့အိမ်ထောင်ကလည်းပဲအဲကွဲကွဲပြေးမှာဖြစ်ပါတယ် i'm done with him who are ငါမျိုးမျိုးလောက်ခဲ့ပြည့်ပြည့်ဖြစ်တယ် နေငါကိုအဲ့ဒီမဲကွန်းဒီမဲရလာအောင်နေဘယ်လိုလဲလို့ prophet ကိုပြန်ပြောပါတယ်ဒီတယောက်ဘယ်တော့မှအာဒီအဲဘယ်လိုပြောမလဲဝိညာဉ်လောကကိုမမြင်ဆရဘူးဒီတယောက်ဘယ်တော့မှအာ prophet မပြုတ်ရဘူး prophet ပြောတာကဒီတယောက်ကဖျားမှုတော့ဆောင်ဟုတ်တယ်လေလို့ပြောတော့ငါသိပါတယ်တဲ့။နတ်ဆိုကဝင်ထားတဲ့နတ်ဆိုကပြောတယ်ငါသိတယ် ာမတိဘူးလို့မပြောဘူးနော်ဒီတယောက်ကပါစတာဟုတ်တယ်မဟုတ်လားဆိုတော့ငါသိတယ် I know ဒီတရားရဲ့ဖျားကြောင့်နိဗ္ဗာန်လောက်ထားလဲ prophet ကမေးပါတယ် I destroy it ငါဖျက်ဆီးထားတယ် how ဘယ်လိုဖျက်ဆီးတာလဲ I scatter everything အသင်းတော်ကိုကွဲပြောင်းလှုပ်လိုက်တာအသင်းသားတွေကိုကွဲပြောင်းလှုပ်လိုက်တာ I scatter everything ဒါကြောင့်အတင်းတားတွေကွဲပြားတဲ့အခါမှာတဲဥဆရာကအပြစ်မတင်နဲ့ဘောနော်ကိုအတုံးမချလို့ကွဲပြဲတယ်ဆိုတာနားလည်ဖို့လိုတယ်ကိုကဝိညာဉ်ရေးရာအားနေလို့နတ်ဆိုးဟာအတင်းတားတွေကွဲပြားလှုပ်လိုက်တာအဲ့ဒါတဲဥဆရာရဲ့အားနေချက်မဟုတ်ဘူးနော်နတ်ကိုရဲ့ယုံကြည်သူတွေရဲ့အားနေချက်ဖြစ်တယ်နောက်ဒါကြောင့်အတင်းတော်မှာပြဿနာပေါ်လာတဲ့အခါကွဲပြဲဖို့လှုပ်တာထက်ဒီနတ်ဆိုးကိုဝိုင်းတိုက်ဖို့လိုတယ်မဟုတ်ရင်တော့ကွဲပြဲမှာဖြစ်တယ်ပေဆရာကြောင့်ကွဲပြဲတယ်ဆိုတာထက် my things in the ministry to dance and test it what is the thing that you sent to dance in this ministry and test the minister my things what is for things what is the thing that you sent baboons your what baboons so when the baboons that's to his ministry what's happening to his ministry people will just leave go ဆိုတော့နတ်ဆုကဘယ်လိုတိုက်တယ်ဆိုတော့နတ်ဆုတိုက်တဲ့အခါမှာဆိုလို့ရှိရင်တိမရှိတဲ့အတင်းသားတွေကအာဒီဖျားကြောင့်ကနေထွက်သွားတယ်နိနောက်နောက်ဘယ်တော့မှပြန်မလာတော့ဘူး So it's what you want. Yes, to close it. So now we close the church. Yes, I want. ဆိုတော့အဲ့ဒီဖျားကြောင့်ကိုသူတကားပိတ်လိုက်ဖို့နတ်ဆုကအကြီးကြီးစူးစမ်းတာဖြစ်တယ် Close it. I want to close it. ဒီအတင်းတော်ကိုသူပိတ်ပလိုက်ချင်တာဖြစ်တယ် ဆိုတော့ဒီတယောက်ကတော့စူးစမ်းပြီးမှဆွတ်တောက်နေတယ်။နတ်ဆူကလည်းတစ်ဖက်ကနေဒီအသင်းတော်ကြီးပိတ်သွားအောင်စူးစမ်းနေတာဖြစ်တယ်။ဟီးယာ So his marriage what have you done? သူ့ရဲ့အိမ်ထောင်ရုပ်နင်းဘာလုပ်ထားလဲ? I destroy ငါဖျက်ဆီးထားတယ်။ဘယ်လိုဖျက်ဆီးတာလဲဆရာကမေးပါလေ။ I enter both of them. I enter both of them. ယောက်ျားထဲမှာရောမိန်းမထဲမှာရောနတ်ဆူဝင်ထားတယ်လို့ပြောပါလေ။ and they all lose fight အဲ့ဒါကြောင့်သူတို့နေရောက်ကအမြဲတမ်းရန်ဖြစ်တာဒါကြောင့်မိမနဲ့ယောက်ျားရန်ဖြစ်လာပြီဆိုလို့ရှိရင်မိမတယောက်ရဲ့အားနဲ့ချက်လည်းမဟုတ်ဘူးယောက်ျားတယောက်ရဲ့အားနဲ့ချက်လည်းမဟုတ်ဘူးနှစ်ခုစလုံးကိုဝင်တဲ့ခါမှဒီနတ်ဆိုးကလွတ်လုံနိုင်တာဖြစ်တယ်အဲ့ဒါငါရဲ့ဤပညာဟုတ်တယ် So, ngā padukuma mayu tebu lo pio pare. ငါအပေါ်မှာဘယ်သူမှမရှိဘူးလို့နတ်ဆုကပြောပါတယ်ဒီပါစတာနဲ့အတူဖျားကြောင်လာတဲ့လူထွက်လာခဲ့ပါဒီတယောက်ကိုနင်းတိတလားလို့မေးတော့ငါတိပါတယ်ဒီတယောက်ကဖျားပါစတာဟုတ်ပါသလားဆိုဟုတ်ပါတယ်သူ့မှာဖျားကြောင်ရှိပါသလားဆိုတော့ရှိပါတယ် လွန်ခဲ့တဲ့ပတ်တုန်းကသူတို့အသူတို့ဆူတောင်းခဲ့ပါတယ်တဲ့သူ့ဖျားကြောင့်မှလူနှစ်ယောက်ပဲရှိတာတွေ့ရတယ်အဲ့ဒီအတင်းတော်ကြီးကြာတော့လောက်တာဘာလို့လဲ I am the owner ငါကပိုင်ရှင်ဖြစ်တယ်လို့နတ်ဆိုကပြောပါတယ် I am the owner of that community. So, I am the owner of that community. So, I am the owner of that community. for what they can't save them for what you have the ဆိုတော့အဲ့ဒီယွာသားတွေကိုဒီတယောက်ကယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းပြောပြမှကယ်တင်ဖို့မလမရကယ်တင်ခြင်းမလုပ်ရဘူးလားလို့ပြောတော့ဘာဖြစ်လို့ကယ်တင်မှာလဲအဲ့ဒီယွာကိုသူပိုင်တာဖြစ်တယ်အဲ့ဒီယွာကလူတွေကယ်တင်ခြင်းမရဆရာဘူးဒီတယောက်ထဲကိုနင်းဘယ်လိုဝင်တာလဲ အင်္ဂါကနဲ့ဝင်တာဒေါတာထဲကနဲ့ဝင်တာဖြစ်တယ် planted this long time ago when he was still young သူငငယ်တုန်းကတည်းကနဲ့ဝင်ထားတာဖြစ်တယ် you planted the anger so you didn't saw him when he came here today ဒီတယောက်ဒီဖျားကြောင်လာတာနင်းမတွေ့လိုက်ဘူးလားလို့နတ်ဆုကိုမေးပါတယ်ငါတွေ့ပါတယ်ဘာဖြစ်လို့ဒီဖျားကြောင်ဝင်ခိုင်းတာလဲ many churches, how many pastors that is blocking that? All of them. No church, that village that can stand me. တော့အဲ့ဒီရွာမှာဖျားကြောင်းဆိုတာမရက်တင်နိုင်ဆရာဘူးတဲ့အဲ့ဒီရွာမှာဖျားကြောင်းလာဖွင့်လာဖွင့်လို့ရှင်ပိတ်ကိုပိတ်အောင်တို့စူးစမ်းมาဖြစ်တယ် brought him there and i don't know why he's still there ဒီတယောက်ကိုအကြင်ချင်း တိုက်ခတ်တယ်ဒါပေမဲ့ဒီလူကပြန်ပြန်ခောက်လာတယ်ဘာဖြစ်လို့ဒီကောင်ကအဲ့ဒီရွာကိုပြန်ပြန်ခောက်လာမှာမသိဘူးဆိုတော့ဘုရားသခင်ရဲ့ဧဝံဂေလိကေတိချင်းတက္ကသကားကိုသူကစ조사ပြီးမှအဲ့ဒီရွာမှာဟောပြောပြီးမှလူတွေကိုနတ်ဆုလက်တက်ကနဲ့ကေတိချင်းတာဖြစ်တယ်အကြံကျင်နတ်ဆု조사တယ်ဒါပေမဲ့ဒီလူကလည်းကြာတော့ရင်လည်းပြန်ကောင်းပါမှပြန်ပြန်လာတယ်လို့နတ်ဆုကပြောပါတယ် you 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 just brought all the church no. down church that will stand against ဆိုတော့ဘေဖျားကြောင်းမှငါ့ကိုဟိုစန့်ကျင်လို့မရဘူးလို့နတ်ဆုကပြောပါတယ်ဆိုတော့အဲ့ဒီရွာမှာရှိတဲ့လူအားလုံးဟာငါ့ရဲ့လူ ဟုတ်တယ်ဘာလို့မှမကြေတင်ရဘူးလို့ပြောပါတယ် What is the village that you come from? We are from Davula, Matet Malamle. Matet Malamle. Yes. ဒုရရဲ့နေရာကိုပြောပြတယ် နင်ပြားချောင်းအလုံးကိုပိတ်အောင်လုပ်သလားလို့ပရိုဖက်ကရှစ်တူးတဲ့ခါမှာနတ်ဆုနတ်ဆုကအနောက်ကိုစုတ်တာဖြစ်တယ်။ Who are you? နင်ဘယ်သူလဲလို့ဆရာကမေးပါတယ်။နင်ဘယ်သူလဲ?နင်ဘာဖြစ်လို့ငါတို့ဖျက်ဆီးချင်တာလဲ။ Leave my altar salu. Leave my altar salu. ဆိုတော့အဲ့ဒီရွာမှာရှိတဲ့နတ်ပလင်ငါငါရဲ့နတ်ပလင်ကိုလွတ်လိုက်ရေးပေးပါဘို့နော်။အဲ့ဒီငါနတ်ပလင်ကိုလာမထိနဲ့။ ပရောဖက်ပြန်ပြောတာကနေရခုနပြောတော့နေကိုဘယ်သူမှမနိုင်ဘူးဆိုနေရှိမှဘယ်သူမှမဟန်တားနိုင်ဘူးဆို nga nawo makapa ne ni nga wo balo ma le ni di ti ya o ke tin chin da la lo na so ga me ba de you said no one can deliver this man what do you have နင်ပြောတော့ဒီတရားကိုဘယ်သူမှဖျက်ဆီးလို့မရဘူးဆိုဘယ်သူမှကဘယ်သူမှကတင်လို့မရဘူးဆိုဆိုနတ်ဆိုကပရိုဖက်ရှင်ကတကူထွက်တာတွေ့တဲ့အခါနေ့စမှာပါရှိတာလေ what do you have what is inside you what is inside you နေ့အထက်မှာပါရှိတာလေနတ်ဆိုကမဲပါတယ် Oh, ngasima na long shi de, ngasima kaliza shi de lo prophet ka shin pya de. နေ့အထက်မှာ power ရှိတယ်တကူးရှိတယ်ငါအထက်မှာတကူးရှိတာလားဆိုတော့ဟုတ်တယ်လို့နတ်ဆုကပြောပါတယ် there's light in you နေ့အထက်မှာအလင်းရှိတယ် there is a light in you there is a light in you နေ့ထက်မှာအလင်းရှိတယ်ဆိုတော့ I am the light ငါဒီအလင်းဖြစ်တယ်လို့ယေရှုခရစ်တော်ကပြောတာဖြစ်တယ် ဒါကြောင့်ဒီ prophet အထဲမှာခရစ်တော်ရဲ့အလင်းကနေရာယူထားတာကိုလူတွေကမမြင်ရပါပဲ။ဒီတကူးကြီးတဲ့နတ်ကမြင်ရတာဖြစ်တယ်။ So you want to bring light here? နင်ဒီဒီတယောက်အထဲမှာအလင်းကိုဝင်လာစေချင်တာလား။နတ်ဆူကငိုပါတယ်ဆိုတော့ဒီလူအထက်မှာနတ်ဆူနေရာယူထားတယ်ဆိုတာကအမောင်ကနေရာယူထားတာဖြစ်တယ်ပရိုဖက်ဆူတောင်းတဲ့ကဒီလူအထက်မှာခရစ်တော်ရဲ့ဝိညာဉ်ကနေရာယူလာမှာဖြစ်တယ် ဒါကြောင့်နတ်ဆိုးပြောတယ်ဒီလိုအထက်မှနဲ့အလင်းကိုဝင်စေချင်တာလားဒီတရလုံးကအမောင်ထဲမှာနေရမယ် there must be darkness in this village so နတ်စာရတရလုံးကဒီအမောင်ထဲမှာနေရမယ်လို့နတ်ဆိုးကပြောတာဖြစ်တယ်ဒါနတ်ဆိုးရဲ့အလိုလိုရင်းဆန္ဒဖြစ်တယ်ဒါမဲ့ဒီလူကယေရှုခရစ်တော်ရဲ့ကေတင်ချင်းဝိညာဉ်ကေတင်ချင်းတည်င်းစကားယေရှုခရစ်တော်ရဲ့အလင်းစကားကိုဒီရွာကိုမှဝင်မှဟောတဲ့အခါမှာ ဒီရွာမှာရှိတဲ့နတ်ကဒီမုတော်ဆောင်ကိုတိုက်ရတာဖြစ်တယ်။ဒါကြောင့်ဒီမုတော်ဆောင်က prophet ရှင်ကိုလာပြီးလာတဲ့အခါမှာကိုလို prophet ကကိုငင်ပေးတာကိုတွေ့ရမှာဖြစ်တယ်။ John chapter 1 verse 5 what does ရှင်ရအခန်းကြီး1အငယ်9မှာစမ်းစာဘာရေးထားလဲ light shines in the darkness အလင်းတည်တဲ့အမောင်သေးမှာအာအမောင်သေးမှာအလင်းရောက်လာသည် ရှင်ယောဟာကန်ကြီးတအငယ်ငါဒါပေမဲ့အမောင်ကအလင်းကို မခံမရနိုင်ဘူးလို့တန်းစာလာတာဖြစ်တယ်ဟာ darkness never overcome the light darkness never overcome the light အဒီဘက်ကပါလေဆိုတော့အမောင်ဆိုတာက အလင်းကိုဘယ်တော့မှမနိုင်ဘူးတဲ့ဆိုတော့အမောင်ကနတ်ဆုဖြစ်ပါတယ်အလင်းကယေရှုဖြစ်ပါတယ်လူတွေကပြောတာမဟုတ်နတ်ဆုကပြောနေတယ်ငါတို့အမောင်ကအလင်းဆိုတဲ့ယေရှုကိုမနိုင်ပါဘူးတဲ့ဘုရားသခင်မိတ်ဆွေတို့ကိုနားလည်ရတော့အခွင့်ပေးပါစေယေရှုခရစ်တော်ဘုန်းပေးပါနင်ပြောတာနင်ကနတ်ပလင်ဟုတ်တယ်ဟုတ်လား ငါရဲ့ရွာကနပ်ပလင်ကိုနေဘာလို့ချင်တာလဲနပ်ပလင်ကဒီပါစတာအထဲမှာထည့်ထားတာလား No မဟုတ်ဘူးအဲ့ဒီရွာကတောင်ပေါ်မှာငါရဲ့နပ်ပလင်ရှိတယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်တို့နတ်စားရွာဒီမှာ နေရာတကာမှာနတ်စင်တွေရှိတာဖြစ်တဲ့အဲ့ဒါနတ်တွေထိုင်နေနေရာဖြစ်တဲ့နတ်ပလင်အော်တာဖြစ်တယ်ဗောနော်မဆန်းနေဗောနော် နတ်ကတကယ်ရှိတာဖြစ်တယ်ဆိုတော့ဒီရွာမှာတောင်ပေါ်ရှိတယ်အဲ့ဒီတောင်မှာနတ်ဆင်ရှိတာဖြစ်တယ်နတ်ကအဲ့ဒီနေရာကနေအလွတ်လုံနေတာဖြစ်တယ် mountain ဒီကောင်ငါတောင်ပေါ်မှာလာပြီးမှဆွတ်တောင်းတယ်ဒီကောင်တောင်ပေါ်မှာတက်ပြီးမှဆွတ်တောင်းတယ်မှငါတို့ဒုက္ခပေးတယ်ဒီတယောက်ကငါတို့လူကိုကဲ့တင်ချင်တာ Those peoples are my people. I arrested them. Those people are my people. I arrested them. ဆိုတော့အဲ့ဒီယူဟာမှာရှိတဲ့နတ်ကူးကွယ်တဲ့လူအကုန်လုံးကနတ်ရဲ့လူတွေဖြစ်ပါတယ်တဲ့။နတ်ရဲ့လူတွေဖြစ်တဲ့ I arrested them. သူတို့အားလုံးကိုငါဖမ်းထားတယ်လို့ပြောတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ online ထဲမှာကြည့်တဲ့လူကနတ်စားဖြစ်တယ်။နတ်ကိုအမိတဟဲလုပ်တဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ဒါနားလည်ထားပါ။နတ်က ကိုကနတ်ကိုချုပ်ထားတာမဟုတ်နတ်ကကိုကိုချုပ်ထားတာဒါပေမဲ့ယေရှုခရစ်တော်တည်င်းစကားလာတဲ့အခါမှာကြားလို့ရှိရင်နတ်ကမကြိုက်ဘူးဘာဖြစ်လို့လဲကိုကအမောင်ထက်ကနေအလင်းကိုတွားတော့မှာဆိုတော့ဒါကြောင့်အခုလို့ဒီပါစတာကပါစတာကိုဒီယောကနတ်ကအကြည့်ကြည့်တိုက်နေရတာဖြစ်ပါတယ်ဆိုတော့ဒါကမြန်မာလူမျိုးတွေအတွက်အစဉ်ပြေတဲ့ဝိညာဉ်ရေးဗုဒ္ဓရာဖြစ်တယ် You want to bring light. Now you want to bring light. အခုနင်ကဒီလူထဲမှာနော်ဒီရွာထဲမှာမြင်အလင်းယူလာခြင်းနဲ့ဟုတ်လားအဲ့ဒါအလင်းဆိုရေရှုကိုပြောတာယေရှုယူလာခြင်းနဲ့ဟုတ်လား a few pastors အဝဲကနဲ့ကြည့်နေတဲ့ pastor များကိုမာချင်ပါတယ် all of you pastors ဖျားတကယ်မို့တော့မြတ်အတွက် pastor အဖြစ်ဆက်ကတ်ထားတဲ့လူတွေကိုမာချင်ပါတယ် နင်တို့ကျွန်တော်ဖះเจ้าကိုမလာဘူးဆိုလို့ရှိရင်နင်တို့ဖះเจ้าကနတ်ဆူးတက်ပြီးမှတဖြည်းဖြည်းကြသွားမှာဖြစ်တယ်ဒီတယောက်ကအခုအတင်းသား၂ယောက်ပဲရှိတော့တာနတ်ဆူးကအကလုံးဆွဲချလိုက်ပြီဒီတယောက်ဟာဖះတခင်ရဲ့လူဖြစ်ပါတယ်ဒီတယောက်ကိုနတ်ဆူးနင်ထုတ်ပေးတဲ့နောက်မှာဒီနတ်ဆူးထွက်သွားပြီးတဲ့နောက်မှာ address a man of God in that village also. အဲ့ဒီယွာမှာအလင်းကိုတည်ဆောင်လာတဲ့ဖျားတခင်ရဲ့လူရှိတယ်ဆိုတာလူတိုင်းသိလာမှာဖြစ်တယ်။နဆုံငူတန်ကြတာဖြစ်တယ်။အခုနင်းရှုံးပြီ။နင်းရှုံးပြီ။ဒီလူထက်မှာတည်ထားတဲ့အမတ်တာအကလုံးယူလိုက်။အာနင်းတည်ထားတဲ့ဒေါတာ လက္ခဏာအကုန်လုံးယူသွား did you go nga khwe si khan ma ta ta pi ya ma phit de da mae ma ta nai khe u ba no icu the ma yauk twa bi a ye paw khan the ma ဒီခါရောက်ရောက်ဘူးတာဖြစ်တယ်အဲ့ဒီမှာတတ်ဖို့ဖြစ်တယ်ဒါပေမဲ့ဘုရားတခင်ရဲ့လူကမတည်ပဲလွတ်လာတာဖြစ်တယ် I don't know I don't know what happened ဆိုဘလုံးနဲ့ဒီတယောက်ကအရေးပေါ်ခါနဲ့လွတ်မြောက်လာတာငါမသိဘူးတဲ့ ICU ဆိုတော့အထူးကျမဆောင်ကနေလွတ်လာတာငါမသိဘူးတဲ့ Which kingdom I coming from နေဘေးနိုင်ငံတော်ကနေလာတာလဲဆရာကမဲပါတယ် the dark one amount amount ထက်ကလာတာ ဒီအမောင်ကိုဘသူကခေါ်လာတာလဲလို့မဲတော့ the father of all အားလုံးရဲ့ဖခင်ကခေါ်လာတာ Eddie the father of all အမောင်ရဲ့အဖခင်ဆိုဘသူလဲ King of the darkness The king of darkness မောင်မိုက်ကိုအုပ်စိုးတဲ့ဘယင်ကိုဆိုတာဖြစ်ပါတယ်အဲ့ဒီမောင်မိုက်ကိုအုပ်စိုးတဲ့ဘယင်ဆိုဘသူလဲ prophet ကမင်းပါတယ် နေငါနာမည်မသိပါဘူးကောင်းခါပြီးမှပြောပါတယ်ငါကတော့ငါတခင်ရဲ့နာမည်ကိုငါသိတယ်လို့ prophet ကပြောပါတယ်နေတခင်နာမည်ငါမသိဘူးပြောစမ်းအဲ့ဒီမောင်မိုက်ကိုအုပ်ဆိုးတဲ့ဘရင်ရဲ့နာမည်ကဘယ်လိုလဲနေနာမည်ကဘာလဲအသင်းတော်ကိုဖျက်ဆီးဖို့တာဝန်ပေးခြင်းခံရတဲ့သူဖြစ်တယ် အတာအတန်းတော်ကိုဖျက်ဆီးဖို့တောင်းပေးခံရတယ်လို့ကဘာလို့လဲအဲ့ဒီနာအမင်းပေးတယ်လို့ကဘာလို့လဲ The king of darkness မောင်မိုက်ကိုအစိုးရတော်ဘုရင်ဖြစ်တယ် The king of light is Jesus you are the king of darkness who are you The king of light is Jesus အလင်းကိုအုပ်ချုပ်တာကယေရှုခရစ်တော်ဖြစ်တယ်အမောင်ကိုအုပ်ချုပ်တာဘာလို့လဲ devil himself, not Supreme Pite, no, devil himself. Pastor, you are going today. In the name of Jesus. In the hall, the mighty name of Jesus. Yeshua man, pede. Na londa tema, kanda gutema. Ari ma tema tehare, ari apa wengi ma ထည့်ထားတဲ့အဲ့ဒီအပေါက်ကိုငါအခုပိတ်လိုက်တယ်။နင်းဝင်ထွက်လုပ်တဲ့တကားကိုပိတ်တယ်။အဲ့ဒီဒေါ်တာနဲ့ဆက်တဲ့တကားကိုပိတ်တယ်။အဲ့ဒီအဝင်ထွက်ပေါက်တကားပေါက်ကိုငါပိတ်တယ်။နောက်တစ်ခါဘယ်တော့မှဝင်လို့မရဒီလူကနဲ့မထွက်ရမယ်။စမတဲ့ခန်းကြီး တစ်ဆယ်အငယ်တိမှ ယေရှုခရစ်တော်ကငါနာမကိုအမည်ပြုပြီးမှနတ်ဆုကိုနင်ထုတ်ပါလို့ဂရိတော်ရှိတာဖြစ်တယ်အဲ့ဒီအတိုင်းဒီပရောဖက်ကနင်ထုတ်ပေးတဲ့ခါမှာနတ်ဆုထွက်သွားတာဖြစ်ပါတယ် Jesus mighty them. Receive what ลบียชูนามานาลบีพยาธิกินอลินตียอกบาเซอกรอดีมูรอซองพยาธิกินลุลุเมียวဖြစ်ပါတယ်န่ကောင်းလลလူကြီးမငนးနေနာမည်ပါလဲသူ့နာမည်မိုက်ကယ်ပါနေကပါစတာဟาတ်ပါလားဟုတ်ပါတယ် သူရအတင်းတော်နာမည်ပြောတာဖြစ်တယ်အကုလုံးလက်မြောက်ကြပါလက်မြောက်ပါ Say Lord Jesus ပြောပါယေယေရှုခရစ်တော်ဖျားအဲ့ဒီနပ်ပလင်အဲ့ဒီမလာဝမှာရှိတဲ့အဲ့ဒီယွာမှာရှိတဲ့နပ်ပလင်အဲ့ဒီတောင်ပေါ်မှာရှိတဲ့နပ်ပလင်အဲ့ဒီတောထဲမှာရှိတဲ့နပ်ပလင်နေရာတကာမှာ တောင်ပေါ်မှနေမြမှာနေရာတကနတ်စင်ရှိတဲ့နေရာအတိုင်းမှာနတ်ပလင်ရှိတဲ့နေရာအတိုင်းမှာအခုချိန်မှာယေရှုနာမကိုဆလွတ်တယ်နတ်ဆွေတကူငါဖျက်ဆီးတယ်အခုပဲဖျက်ဆီးတယ်ဖျက်ဆီးတယ်ဖျက်ဆီးပါစေယေရှုနာမနဲ့ဖျက်ဆီးတယ်အဲ့ဒီနတ်ပလင်တွေနတ်စင်တွေအကုန်လုံးဖျက်ဆီးတယ်ရွာထဲမှာရှိတဲ့နတ်စင်တွေ ဖြစ်စေပါစေပြစ်စေပါစေဖြစ်စေပါစေဖြစ်စေပါစေဒါကတော့နပ်ပလင်တွေနတ်စင်တွေကိုဖြတ်တဲ့အခါမှာကိုရွာမှာပြန်ပြီးမှအဲ့ဒီတောင်ပေါ်မှာတက်ပြီးမှဆွတောင်းပါနောက်တစ်ခါသူတို့နေကိုဘာမှလုပ်လို့မရတော့ဘူးလို့ပရိုဖက်ကမှာပါတယ်။ဘာဖြစ်လို့လဲသူ့ရှင်မှာပရိုဖက်က နတ်ဆုနေ Thank you for watching. If you have been blessed by today's broadcast and you would like to sow your seed into the ministry, you can send your partnership funds to PayPal account venuszeta at gmail.com. Our First National Bank account 62409558685.